အမေရိကန်ဖောက်ခွဲရေးပစ္စည်းစက်ရုံ၌ပောက်ကွဲမှုကြီးဖြစ်သည့်16ဦးအသက်ဆုံးမဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အမေရိကန်တန်နန်စီပြည်နယ်ရှိစစ်လက်နက်ဖောက်ခွဲရေးပစ္စည်းစက်ရုံတစ်ခုမှာတောက်ချာနေနနကပောက်ကွဲမှုကြီးဖြစ်ပွားခဲ့ရာမှာလူ16ဦးအသက်ဆုံးရှုံးခဲ့ရပွဲရှိပြီးအသက်ရှင်ကျန်သူမရှိဘူးလို့ဒေတာတွင်းအာဏာပိုင်များ ပြောကြားလိုက်ပါတယ်။ဖြစ်ပွားရာနေရာမှာအစကရှိခဲ့တဲ့လို့ထင်ခဲ့တဲ့လူ၂ယောက်ပောက်ကွဲချိန်မှာမရှိဘူးလို့သိရပြီးနောက်တိုက်ဆုံသူအရေးအသွက်16ဦးဖြစ်တယ်လို့တန်နန်စီအရေးပေါ်ကုကဲရေးအေဂျင်စီ TEMA ကထုတ် ြန်ခဲ့ပါထဲ့။တနစီနက်ရှ်ဗီအနောက်တောင်ဘက်ရှိစစ်လက်နက်ပောက်ကွဲရေးပစ္စည်းများ ထုတ်လုပ်တဲ့ Accurat Analytics System ကုမ္ပဏီမှဒေတာစံတော်ချိန်9နာရီ45မိနစ်မှပောက်ကွဲခဲ့တာဖြစ်ပြီး ပောက်ကွဲရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပါထဲ့။စနေနေ့တလျှောက်လုံးအနီးနားမှာရေပေါ်ကဲဆဲရေးအဖွဲများကကုညီထောက်ပံ့ပေးနေပါသည်။ ပောက်ကွဲရေးပစ္စည်းအကျဉ်းချံများရှိနိုင်တာကြောင့်ကယ်ဆယ်ရေးလုပ်ငန်းများဖြစ်ဖြစ်သာလှုပ်ဆောင်နေရပါသည်။ပေးရနေရရှိနေရာများကိုဖေရှားနိုင်ရန်အတွက်ထိ ंछ ုံဖောက်ခွဲမှုများပြုလုပ်သွားမှာဖြစ်ပါသည်။ထိခိုက်နစ်နာသူမိသားစုဝင်များကိုကုညီထောက်ပံ့ပေးဖို့အတွက်အခုရန်အနက် justice system ကထောက်ပံ့ကူညီရေးစင်တာတစ်ခုတည်ဆောက်ထားပါသည်လို့သိရပါသေးရှင်။